ယခုနှစ်ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့မုန်တိုင်းလေးထဲမှာအင်အားအပြင်းဆုံးဖြစ်တဲ့ Hurricane Melissa ဟာအလွန်ရင်မြင်စွာအားဖြစ်မှုတွေဖြစ်ပေါ်ခဲ့ပြီး Category 5အဆင့်ကိုရောက်ရှိသွားခဲ့ပါပြီ။လက်ရှိမှာလေတိုက်နှုန်းတနအီကို385မိုင်282ကီလိုမီတာအထိရှိနေပြီးမုန်တိုင်းအရှိန်ကပုံမပြင်းထန်လာနေပါတယ်။ Melissa ဟာယခုနှစ်ကမ္ဘာအင်အားအပြင်းဆုံးမုန်တိုင်းထဲမှတ်တမ်းဝင်သွားခဲ့ပါပြီ။ မဲလီစာဟာဂျမေကာနိုင်ငံစီကိုဥတီနေပြီးဟာရီကဲအခြေအနေတွေဟာဒီမနေ့ပိုင်းကစပြီးစတင်ခဲ့ပါဗျာ။ ဂျမေကာကျွန်းနိုင်ငံဟာဆယ်စုနှစ်တခုကျော်တွင်ဟာရီကိန်းတရိုက်ဝင်ရောက်တာကိုမကြုံရသေးသလိုမှတ်တမ်းတင်ထားတဲ့သမိုင်းတစ်လျှောက်မှာလည်း category 4အဆင့်ထက်ပိုပြင်းထန်တဲ့မုန်တိုင်းမျိုးနဲ့ဘယ်တော့မှမကြုံခဲ့ဘူးမှာဘူး။ဒါကြောင့်မဲလီဆာဟာဂျမေကာအထွတ်သမိုင်းတစ်လျှောက်အကြီးဆုံးမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ဂျမေကာနိုင်ငံကင်းစတန်နဲ့မွန်တီဂိုဘေးတို့မှာလီတိုက်နှုန်းဟာတန်နာရီကို55မိုင်အထက်ရောက်ရှိနေပြီဖြစ်ပါတယ်။ အမျိုးသား Hurricane Center NHC ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရ Melissa ရဘဟိုဟာ Jamaica Kingston ရဲ့အနောက်တောင်ဘက်၁၁၅မိုင်အကွာမှာတည်ရှိနေပြီးမြောက်အရှေ့မြောက်ဘက်ကိုတနအီ9မိုင်နှုန်းနဲ့ဖြည်းဖြည်းချင်းရွေ့လျားနေပါတယ်။ Melissa ရဘဟိုဟာဒီကနေ့မနက်ပိုင်းနောက်ပိုင်းကနေနေ့လယ်ပိုင်းအစောပိုင်းကြားမှာကမ်းဆက်ကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။မုန်တိုင်းဝင်ရောက်မဲ့အခြေအနေကြောင့် Jamaica ရထိခိုက်လွယ်တဲ့ကမ်းရိုးတန်းဒေသတွေကနေမထွမနေရွှေ့ပြောင်းခိုင်းထားပါဗျ။ ဟာရီကိန်းစင်တာကဂျမေကာနိုင်ငံသားတွေကိုခိုးလုံရမှာဆက်လက်နေထိုင်ဖို့အပြင်းအထန်ကြိုက်တောင်းထားပါတယ်။မဲလီစာဂျောင်းဂျမေကာရဲ့အခြေခံအဆအုပ်တွေပျက်စီးပြီးဒေသအတိုင်းအဝိုင်းတွေပြတ်တောက်သွားနိုင်ပါတယ်။အမျိုးသားဟာရီကိန်းစင်တာရဲ့တတိပိတ်ချက်အရမြေပြိုမှုများဘေးအန္တရာယ်ဖြစ်စေနိုင်သောရွတ်တရက်ရေကြီးမှုများနဲ့အဆအုပ်အလုံးစုံပျက်စီးစေနိုင်သောလေပြင်းများကြားရောက်နိုင်ကြောင်းတတိပိတ်ထားပါတယ်။ မဲလီဆာဟာဂျမေကာနိုင်ငံကိုဝင်ရောက်ဖို့ချင်းကပ်လာနေပေမဲ့မုန်တိုင်းအချို့အခြေအနေတွေကြောင့်ဟေတီနဲ့ဂျမေကာမှာလူ3ဦးစီဒိုမီနီကန်သမ္မတနိုင်ငံမှာလူ2ဦးစုစုပေါင်း9ဦးတေဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။